ပါခင်ဗျာအတန်လိုင်းဗီဒီယို channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မေတ္တာရှင်ရွှေပြည်သားရေးသားထားတဲ့တရဏဂုံအစွမ်းအမခန်ဖြစ်ရက်ဆမ်းများစာအုပ်ထဲကတန်ဘုတ်ဒီမကြောက်တော့တရေဆိုတဲ့ဝိထုတူလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားဖို့မေတ္တာရက်ခံပါတယ်ခင်ဗျာတန်ဘုတ်ဒီမကြောက်တော့တရေ1350ခုနှစ်ခန့်ကပင်ဖြစ်ပါတယ် ရန်ကုန်တိုင်းရှိပီသားမြို့73ရပ်ကွက်မှတော်တင်တယောက်ဈေးယုံကြီးအရေးပေါ်အခန်းထဲတွင် ရောက်ရှိလျက်ရှိပါတယ်။ယောဂါကအမျိုးသမီးများအဖြစ်များသောတအိမ်တဲအခြေအလုံးတည်ခြင်းယောဂါတစ်ခုပင်ဖြစ်ပါတယ်။စိုးရင်ရသည့်အတွက်အမြန်ခွဲစိတ်ရမည်ဟုဆိုကအရေးပေါ်အခန်းထဲတွင်ထည့်ထားခြင်းပင်ဖြစ်ပါတယ်။တစ်ခုခန့်နေသည်ကဒေါ်တင်မှရှိနေသောတွေးတူယောဂါပင်ဖြစ်ပါတယ်။၎င်းယောဂါကိုအရင်တက်တာအောင်စေစားပြီး စောင့်နေရသည်က၂ရက်၃ရက်ကြာသွားပါလေ။ရေပေါ်အခန်းဖြစ်သည့်အတွက် ဆောင်ပေးသောညီမမှလည်းအထဲဝင်ဝင်မရ။အချမ်းနေရာမှသာဆောင်ရရှာပါလေ။ညရောက်လာသည့်နေ့ကြောက်စိတ်ကအလိုလိုဝင်လာတယ်။အာကိုပြုစရာရှာကြည့်တော့အခန်းထဲတွင်ဘာသာခြားကလားအမျိုးသမီးတဦးကိုသာ တွေ့ရပါလေ။ဘာသာရောလူမျိုးရောကွဲတော့တော်တော်နှင့်စကားမပြောဖြစ်။၃ရက်မြောက်နေ့မနေ့တွင်မှာတော့သူဘာသာခြားအမျိုးသမီးထံမှာ ရှိုက်တန်တက်တက်ထွက်လာတော့ဒေါ်တင်တယောက်မနေနိုင်တော့မိမချင်းကိုချင်းစားတော့စိတ်ဖြင့်တွားရောက်မေးမြန်းမိပါတယ်။အော်ဒီကညမကျမဘာများကူညီပေးရမလဲဟင်။ကျမကိုကဲနိုင်ရင်ကဲကြပါရှင်။ကျမနေရမှာမဟုတ်တော့ပါဘူး။ခု၍ပြောပြောဆိုဆိုဖြင့်ဒေါ်တင်ဘက်သို့လှည့်ကြည့်လိုက်တော့ဘာသာချားအမျိုးသမီးမျက်နှာကိုမြင်လိုက်ရသည်နှင့်ဒေါ်တင်တယောက်ခိတ်ကနေဖြစ်သွားကထိုက်ရမိမတက်ဖြစ်သွားပါတယ်။ဖြစ်မီဆိုသည်လည်းဖြစ်လောက်เสียရပင်။ အဘေကြောင့်ဆိုသောဆင်းရဲပင်ရာပြီးဖြစ်၍ကျမ်းမာစာဖြစ်နေသောဘာသာချအမျိုးသမီးမှညကပင်စိတ်ချမ်းချမ်းသာသာဝဝဖြူဖြူတွေ့ရတော်လဲယခုမနက်တွင်ကအသားရည်များမှချူပြစ်လိုက်တဲ့ကဲ့သို့တကူလုံးအယိုးပေါ်အည်တင်သာကြံရှာပါတော့တယ်ပချောင်ကြီးကြပြီးမြတ်တွင်ကြီးခြိုက်နေလိုက်သည်မှာကြောက်တတ်သူဆိုလျင်လိပ်ပြာလွင်လောက်ပါတယ်သို့သောမြမလူမျိုးတို့လက်သုံးကယူနာတရားကအကြောက်တရားကိုလွှမ်းမိုးသွားသဖြင့် ကရင်ဘေးတွင်တင်ပလွဲထိုင်နေရင်းကသူအမျိုးသမီး၏လက်ကိုဆုပ်ကအားပေးလိုက်မိပါတယ်။ညီမရဲ့အငဲ့စရာတွေမပြောပါနဲ့။ဆရာဝန်ကြီးကတောင်ညီမကိုစင်းရက်ရပြီလို့ပြောသွားတယ်မဟုတ်လား။ညီမဘာမှဖြစ်စရာမရှိပါဘူး။ညီမနေရဖို့အချိန်သိမ့်မရှိပါဘူး။အမကိုပဲမှားကျင်တာမှားခဲ့ပါရစေ။နေ့လေကင်းညီမအိမ်ကလူတွေလာတဲ့အခါတခုလောက်ပြောပေးပါ။ပြောလေညီမဘာပြောရမလဲ။ညီမဆုထားတဲ့ငွေကြီးအချို့ကိုကုသိုလ်ပြုပြီး ညီမကိုအမျှပေးကြပါလို့ညီမကဗုဒ္ဓဘာသာလားဗုဒ္ဓဘာသာတော့မဟုတ်ပါဘူးဒါပေမဲ့ကုသိုလ်ပြုအမျှဝေတဲ့အခါမှာတော့ဗုဒ္ဓဘာသာအတိုင်းသာပြုပေးပါလို့ပြောပေးပါအေးအေးပြောပေးပါမယ်ကွယ်သူအခါဒေါ်တင်တယောက်ပြင်မနာမှ ကလာတထေကြီးတယောက်အကြောင်းကိုတွားအမှတ်ရမိပါတယ်၎င်းတထေကြီးမှာသမီးလေးတယောက်သာရှိရာ လင်မယားနှစ်ယောက်လုံးဂုံထားမတက်ချေကြပါတယ်တနေ့တွင် တမိငယ်လေးမှာရုတ်တရက်ယောဂတစ်ခုဖြင့်ဆုံးပါသွားတော့ရာတထေးကြီးတို့လင်မယားမှာစောက်တီးရမရဖြစ်အောင်ခံစားကြရရှာပါတယ်။မကြွရှာတော့တမိလေးမှာတေးပြီးနောက်တရက်မှာပင် သူနေသောအခန်းထဲမှာချိုချိုချွချွအတန်းပေးခြင်းမိဘနှစ်ပါးသာရှိနေသောအခါတို့တွင်ဒေဒီနှင့်မာမီတမိကိုအဝတ်စားတွေပေးပါဟုသောအတန်းကလေးကိုညာတိုင်းကြားနေရသဖြင့်သူတို့ဘာသာထုံးစံအတိုင်းပြုလုပ်ပေးတော်လေတမိငယ်လေးအတန်းကပျောက်ပြတ်မသွားပါ။ တို့ဖြင့်မိဘနှစ်ပါးမှာကြံရမရဖြစ်နေစဉ်တစ်လုံသားထဲမှာဗုဒ္ဓဘာသာတယောက်ကိုဖွင့်ဟတိုင်ပင်ပြီးဗုဒ္ဓဘာသာဤအတိုင်းယဟန်တန်ကများပင်ကစွန်းတင်ကန်းများလှူပြီးအမြပေးသောအခါမှညာတိုင်းကြားနေရသောတမိငယ်လေး၏အတန်းမှာပျောက်သွားခဲ့ပါတယ်။ထို့နောက်မှတထေးကြီးတို့လင်မယားနှစ်ယောက်မှလည်းဗုဒ္ဓဘာသာအဖြစ်သို့ကူးပြောင်းရောက်ရှိလာခဲ့ပါတော့တယ်။ယခုအမျိုးသမီးလည်းထိုကဲ့သို့ပင်သဘောပေါက်ထားသောကြောင့် ယခုလိုပြောခိုင်းခြင်းဖြစ်လိမ့်မည်ဟု၍နားလည်ထားလိုက်ပါတယ်။အမကလည်းကို့အမအရင်လိုသဘောထားပြီးတခုတတိပေးခဲ့ပါရစေ။ရှင်။ဩပြော့လေးညမပြောပါ။ကို့အတွင်းနှင့်ကိုလင်မျောနေသောအချိန်မို့ဒေါ်တင်းထံမှအမေရိကန်တခုထွက်သွားပါတယ်။အမညမအခုသေရမယ်ဆိုတာတခြားကြောင့်မဟုတ်ဘူး။လူတွေရဲ့တာမန်မျက်စိနဲ့မမြင်ရနိုင်တဲ့မကောင်းဆိုးရွားတွေကြောင့်ပဲ။အမလည်းကို့ဘာသာနီးနဲ့ကို မကောင်းဆိုးဝါးဘေးကလွတ်အောင်အကာအကွယ်လှုပ်ထားပါညီမကိုမင်းညက12နှစ်လောက်မှအလွန်ကြောက်စရာကောင်းတဲ့ခေါင်းပြက်ကြီးဆယ်လုံးကဝိုင်းပြီးလိုက်ကြတယ်ပထမတော့ကိုဘာသာနီးနဲ့စူးစားပြီးကာဝယ်ကြည့်သေးတယ်ဘလို့မှမရဘူးမရတဲ့အဆုံးမှာတော့သူ့လိုကိုလိုပဲထွက်ပြေးရတော့တာပေါ့ဒါပေမဲ့မလွတ်ပါဘူးအမရဲ့နောက်တော့ညီမရဲ့ဟောဒီလက်မကလေးကိုခေါင်းပြက်တစ်လုံးကကိုင်းမိသွားတယ်ဒီမှာသေးချာကြည့်ပါအမ ဒေါ်တင်တယောက်မယုံတဝက်ယုံတဝက်မျက်နှာဖြင့်တေးချာကြည့်လိုက်တော့သွားကြိုက်ရလေးဖြင့်တွေးကြည့်ဥနေသောလက်မလေးကိုတည်တည်ချာချာမြင်လိုက်ရပါတယ်။ဖျားဖျားဘလို့များဖြစ်ကုန်ကြပါလေ။ထိတ်တလန့်ဖြင့်ဖျားကိုပင်စိတ်ထဲမှ တားလိုက်မိပါတယ်။ညီမရဲ့လက်ကိုအကိုက်ခံရလိုက်ကလေးကညီမမှရှိတဲ့အားတွေနည်းနည်းမှမကြံအောင်ထုတ်ယူပြစ်တယ်လို့ခံစားရလိုက်တယ်။လူလဲဟဝိပုံကြီးလိုခွေကြသွားတယ်။အဲ့ဒီအချိန်မှာပဲမဲမဲအကောင်ကြီးတကောင်က ီမကိုဟိုးကောင်းကင်အမြင်ကြီးထိဖမ်းခေါ်သွားပြီးမှအောက်မြေပြင်ကိုပြန်လွှတ်ချပစ်လိုက်တယ်။အခုတော့ညမအဲ့ဒီတန်းနဲ့ပဲတရားတော်မှာပါ။ကဲကဲအမလည်းအမနေရာသွားပြီးကို့အကာအကွယ်နဲ့ကိုနေပါတော့။သူတို့ပြောဆိုပြီးတဲ့နေ့အမျိုးသမီးကဆောင်းကိုခေါင်းမူးခြုံသွားသဖြင့်ဒေါ်တင်တယောက်ဘာမှဆက်မပြောနိုင်တော့ပဲမိမိကရင်တို့ပြန်ခဲ့ရပါတယ်။သူအချိန်မှပင်လူနာဆောင်တောင်းဝင်ကြနေသောဒေါ်တင်ဤညမအငယ်ဆုံး အခန်းထဲစားစရာအချို့နဲ့အတူဝင်လာပါတယ်။အမကြီးကျမဆရာဝန်ကြီးနဲ့တွေ့လာတယ်။ဆရာဝန်ကြီးကပြောတယ်။တွေးတူယောဂစိတ်ချရမှခွဲမှာဆိုတော့နောက်၃ရက်လောက်ဆောင်းရအောင်မယ်တဲ့။အဲ့ဒီတော့ခွဲစိတ်မဲ့ရက်မှပဲညမလာတော့မယ်။ဒီကြားထဲတော့ဆေးရုံရှိကသမင်းဆိုင်မှာပဲအမဘာသာကြည်စားပြီးတော့ဆိုင်ကိုလည်းမှားထားပါတယ်။အမလာမစားနိုင်ရင်အခန်းထဲထိလာဖို့ပါလို့။ကဲကျမပြန်တော့မယ်။အိမ်မှာကလေးတွေကြီးဆိုတော့စိတ်မချရဘူး။ အမရောဘာမှခြင်းသေးလေရှောင်းပေးနေတော်ညမကပြန်သွားတော့မီဆိုတော့လေအားငယ်စိတ်ကအလိုလိုဝင်လာပါတယ်သူကိုယ်သူတေးမီဟုပြောနေတော်အမျိုးသမီးကိုလှမ်းကြည့်လိုက်တော့ဆောင်းကောင်းမီခြုံလျက်တိတ်ဆိတ်ငိမ့်သက်စွာတွေ့ရတော့ကြောင့်တေးများသွားပြီလားဟုသောအတွင်းနှင့်အတူခန္ဓာကိုယ်မှာစက္ကနဲတစ်ချက်တုံသွားသည်ကို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 တတိထားမိလိုက်ပါတယ်အကြီးဆုံးအမတစ်ယောက်ကအငယ်ဆုံးညီမတစ်ယောက်ကိုငါเจ้าလို့မပြန်ပါနဲ့ဟုသောစကားကိုလည်းပြောရမှရှက်နေသဖြင့် ဘာမှမပြောမီကဲပါလီပြန်ကျင်လဲပြန်ပါအမအတွက်ဘာမှပူစရာမရှိပါဘူးမှားစရာလည်းမရှိပါဘူးဒေါ်တင်ဤစကားဆုံးသည့်နှင့်ညီမဖြစ်သူမှာတိန့်တရာရှိသောပစ္စည်းတချို့ကိုတိန့်စီ၍စီယုံဝင်းတွဲမှထွက်ခွာသွားပါတော့တယ်ဟိုတွေးဒီတွေးဖြင့်အချိန်ကုန်သွားရာနေလေစတနာဤခန့်အချိန်မှာပင်ဘာသာချအမျိုးသမီးဤဆွေမျိုးများဖြင့်ဟန်တူသောမိမနှစ်ယောက်နှင့်ယောက်ျားတစ်ယောက်တို့ဝင်လာသည်ကို တွေ့လိုက်ရပါတယ်ခဏအကြာမှာပင် ထိုအမျိုးသမီးကလေးမှစူးစူးဝါဝါအော်ဟစ်ငိုယိုတန်အတန်တတန်ကိုကြားလိုက်ရပါတယ်။အမလေးသမီးရဲ့အဖြစ်ဆိုးလာကြည်လားစေးယုံကစင်းခွင့်ရပြီးကမှဘလို့အဖြစ်ဆိုးနဲ့ကြုံရတာလဲကွယ်။ငိုယိုတန်ကိုထောက်ဆကြည့်လိုက်လျင်ထိုအမျိုးသမီးတေဆုံးသည်မှဒေချာနေပြီပင်။၎င်းမှထားသောဇကားများကိုသတိရလိုက်မိသည်နှင့်ကျောက်စိတ်ကြောင့်ကြက်သီးများတပြန်းပြန်းထထွားရင်းဖြင့်ပင်ထိုအမျိုးသမီးဤမှားထားချက်များကိုတွား၍ပြောလိုက်ရပါသည်တည်း သူတို့တွေကမယုံတလို့ယုံတလို့မျက်နှာပေးတွေနဲ့ကြည်နေကြသဖြင့်ယုံနာမယုံနာသူတို့အလုံးမှားထားခဲ့သည့်အတိုင်းပြောရမှငါအလုံးဟုသဘောထားပြီးပြောပြီးသည်နှင့်ကိုနေရာကိုအေးအေးဆေးဆေးပြန်လာခဲ့လိုက်ပါတယ်။ဘာသာကြားအမျိုးသမီး၏အလောင်းကိုပိတ်ဖြူအုပ်ပြီးထုတ်ယူသွားသည်နှင့်မြင်ကွင်းကဒေါ်တင်ဤမျက်စိတဲတွင်ဖြောက်ဖြက်မရနိုင်အောင်ဖြစ်နေရပါတယ်။ညာမိုးချုပ်လာသည်နှင့်ကြောက်ရွံ့စိတ်တို့ကလည်းတဖြည်းဖြည်းညာလာပါတယ်။ကျန်လူနာခန့်များနှင့် အရေးပေါ်ခန်းမှာဘာမှဝေးတည်တော့မဟုတ် စကားကြေကြေပြောလျင်ပင်ကြားနိုင်လောက်သော အနေထားမှာရှိပါတယ်ခြောက်ခြားသောစိတ်ကိုဖြည့်ဖြောက်ရန်အလို့ငါတခြားအခန်းမှာလူနာများကိုတွားရောက်စကားပြောရင်းဖြင့်အချိန်ဖြုန်းနေလိုက်ပါတယ်သို့သောည7နာရီခန့်ရှိသောအချိန်တွင်ကအဲ့ချိန်ရောက်နေပြီဖြစ်သဖြင့်ကိုနေရာကိုအလိုက်တတိပြန်နေရပါတယ်ဘာသာကြားအမျိုးသမီးမှားခဲ့သောညမအခုသေးရမယ်ဆိုတာတခြားကြောင့်မဟုတ်ဘူး လူတွေရဲ့တာမန်မျက်စိနဲ့မမြင်နိုင်တဲ့မကောင်းဆိုးဝါးတွေကြောင့်ပဲဆိုသည့်စကားလုံးကဒေါ်တင်ဤစိတ်နှလုံးကိုအညာလုံးခြောက်ချားစေခဲ့ပါတယ်။ဟိုလူဒီလိမ့်ဖြင့်ညဆန္ဒနာကြီးထိုးသွားခဲ့လီပြီ။သူအချိန်မှာပင်မိမိအခန်းစီတို့တရှက်ရှက်ဖြင့်လာနေသော ခြေတံကိုကြားလိုက်ရသဖြင့်ခေါင်းမီးခြုံထားသောဆောင်းကိုဖယ်၍ပေးချစွာကြည့်လိုက်ရာဘာကိုမှမတွေ့ရ။ကရင်ပေါ်တွင်အတီးတီးအိပ်ပျော်နေကြသော လူနာများကိုလည်း မှန်ကန်စီမှအတိုင်းသားမြင်နေရပါတယ်။ထူကြသည်ကခြေတံကိုသားကြားနေရပါတယ်။ခြေတံပိုင်ရှင်ကိုမတွေ့ရဖြစ်နေခြင်းပင်ဖြစ်ပါတယ်။မိမိနေသောအရေးပေါ်အခန်းဝလူဝင်တကားနာရောက်တော့ခြေတံကခဏပြောက်သွားတယ်။လူဝင်တကားကလည်းမှန်ကိုသားတတ်ထားသည်မို့အပြင်ဘက်ကိုအထင်းသားမြင်နေရပါတယ်။ခဏအကြာမှာပင် လူဝင်တကားရှိမိမိအခန်းဝတွင်စုပ်ပြက်ပြီးနေသော လူတစ်ယောက်ကိုတွေ့လိုက်ရပါတယ်။ဤဆက်ဆက်နှင့် ဖြူဖက်ဖြူရော်ဖြစ်နေသောမျက်နှာကြီးကိုမြင်လိုက်ရသည်နှင့်ဘလူကဘလူဖြစ်သွားသည်မသိဒေါ်တင်ဤညာဘက်လက်ညိုးကထိုမကောင်းဆိုးဝါးရှိရာတက်တဲ့ထိုးလျက်တန်ဘုတ်ဒီဂါရာတော်ကိုလုံးမှရွတ်စုလျက်ရှိပါတော့တယ်ဂါရာတစ်ခေါက်မဆုံးမီမှာပင်စိတ်ပြတ်သောအမှုရာနှင့်ပြန်ထွက်သွားသည်ကိုမြဝါထင်ထင်မြင်တွေ့ရပါတယ်မိမိဤမြင်ကွင်းမှကြွေပြောက်သွားသည်နှင့်ဂါရာကိုအယွတ်ရက်ပြီးနေကင်းကမှတေဆုံသွားသော ဘာသာချမ်းအမျိုးသမီး၏ကလေးကိုလှမ်းကြည့်လိုက်မိပါသေးတယ်။ထိုအမျိုးသမီးမှားကြခဲ့သောစကားတို့မှတေကန်နီးကြောင်ချောက်ချားထင်မိထင်ရပြောခဲ့ခြင်းမဟုတ်သည်မှာတော့ဒေချာနေပြီပင်မကောင်းဆိုးဝါးကိုမိမိကိုယ်တိုင်တွေးလိုက်ရပြီမဟုတ်ပါလားဘာမှတော့တိတ်ကြလိုက်သည်မထင်ရစောစောက လူဝင်တကားမှပင်အဖြူရအဝိစတဒံကို တွေးလိုက်ရသဖြင့်တိတိချာချာစိုက်ကြည့်လိုက်မိပါတယ်ဒေချာသွားလိမ့်ပြီး မသေးခင်ကိုဘာသာတရဏဂုံတင်ထားပြီးဆွေးမြဲနေဖို့ပဲအရေးကြီးရဲ့တေပြီးမှတရဏဂုံတင်နေလို့ကတော့တည်သွားသူအတွက်ဘာမှအကျိုးမရှိဘူးကြံရစ်တဲ့မိသားစုအတွက်ပဲအကျိုးရှိတယ်ဟူသောဆရာတော်ကြီးများ၏အဆုံးအမကိုတရိယသည်နှင့်ဒေါ်တင်တယောက်အချီအနီးဖြစ်သောယောဂန်နေသည့်အလုတ်ကိုရက်လိုက်ကာဗုဒ္ဓံတရဏံကိစ္ဆာမိမြတ်စွာဘုရားကိုကိုးကွယ်ရာဟု၍စီကပ်ပါ၏ဓမ္မံတရဏံကိစ္ဆာမိ တရားတော်မြတ်ကို ကိုးကွယ်ရာဟု၍စည်းကပ်ပါ၏တန်ခံတရဏံကိစ္ဆာမိတန်ဃာတော်အရှင်မြတ်တို့ကိုကိုးကွယ်ရာဟု၍စည်းကပ်ပါ၏ဟု၍နောက်ဆုံးစောက်တီနေခြင်းအနေဖြင့်အာယုံရရရွတ်ဆူစောက်တီလိုက်ရာတရဏဂုံအဆုံးမှပင်တရဏဂုံသုံးပါး၏အစွမ်းတတ္တိကိုကိုတွေ့ကြုံလိုက်ရသောဒေါ်တင်ကတော့တခြားဘာကိုမှအာယုံမထားနိုင်တော့ပဲတရဏဂုံသုံးပါးကိုသာဇက်တိုက်ရွတ်ဖက်တရဇယ်နေတော့ရာမိမြလောက်ကြားသွားသည်မသိတော့ တောင်ဝင်ကြသူနာပြူလေးများနှင့်တခြားအခန်းမှလူနာများအခန်းထဲဝင်လာပြီးဝိုင်းဝန်းမေးမြန်းပြုစုတော့မှပင်အယွတ်ရက်နိုင်ပါတော့တယ်။ဘေးလူများကတော့တခြားဘာကိုမှမမြင်လိုက်ကြ။တရဏဂုံသုံးပါးကိုပလက်ကြီးလှမ်းလက်အုပ်ချီပြီးအတန်အကျေကြီးဖြင့်စက်တိုက်ရွတ်ဖက်နေသောကြောင့်သာအထူးအဆန်းဖြစ်ပြီးဝင်ရောက်မေးမြန်းကြခြင်းဖြစ်ပါတယ်။ထိုရက်မှနောက်တွင်က၎င်းအခန်းထဲတွင်မကောင်းဆိုးဝါးအနည်းငယ်လုံးဝကင်းရှင်းသွားကြောင်းသူကိုယ်တိုင်လည်း ွဲစိတ်ပြီးသည့်အထိနေခဲ့ရတော့လဲဘာအနောက်ရှက်မှထပ်မတွေ့တော့ကြောင်းကိုဝန်တာအာရပြောပြခဲ့ပါတယ်။ဇာဖက်ရှုသူအပေါင်းလဲတရဏဂုံအစွမ်းဖြင့်မကောင်းဆိုးဝါးအနည်းရဲ့မှကင်းဝေးကြပါစီတော့။တရဏဂုံသုံးပါးသည်ဘေးအနည်းရဲ့မှန်သမျှကိုကင်းရှင်းစေတော့ကြောင်းကိုယ်ဝယ်အားထားရာဖြစ်ပါတယ်။တရဏဂုံသုံးပါးသည်ဂါရမဏန်တို့တွင် အမျက်ဆုံးဖြစ်တော့ကြောင်းကိုယ်ဝယ်အားထားရာဖြစ်ပါတယ်။ဤတရဏဂုံသုံးပါးကိုအကြောင်းပြု၍ ဒုက္ခခတ်သိမ်းမှကင်းငြိမ်းရာနိဗ္ဗာန်ကိုပင်မျက်မှောက်ပြုနိုင်ပါတယ်။ယခုဝိထုတို့လေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီခင်ဗျာ။နောက်ထပ်အပိုင်းများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ channel လေးကို subscribe လုပ်ထားဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာ။အဆုံးထိနားဆင်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။